ိုတဲ့ဆောင်းလေးဖြစ်ပါလိမ့်ခင်ဗျာ။ရေတောက်လေးကိုဖတ်တဲ့အခါမှာပြီးတော့အာဟုသွားပြီးတော့တွေ့လို့ဆိုတော့ပြောတော့ဖြတ်တန်းရတဲ့လောကကြီးမှာပြောတော့လမ်းကောင်းတဲ့လမ်းဆိုကောင်းမွန်တဲ့လမ်းနဲ့ဒါမကောင်းမွန်တဲ့လမ်းဆိုပြီးတော့ဒါနှစ်မျိုးဒါတွေ့ရတာပေါ့ဗျာ။အဲ့ဒီမှာမှကောင်းမွန်တဲ့လမ်းကိုဘယ်လိုရွေးချယ်မလဲ။ဆိုးမွန်တဲ့ဆိုးတဲ့လမ်းကိုရောဘယ်လိုရောက်သွားနိုင်လဲဆိုတဲ့အတွေးလေးကိုရော့ပါနှောက်ပြီးပြင်ပါတယ်ခင်ဗျာ။ဒီမှာဒါကတော့ဒါ လူတမပုံယတ္တဆံမီပေါ့ဗျာယတ္တဆိုတော့ဝတ္ထုပုံစံမျိုးလေးပါဗျာရံမာဇာကြီးဆရာကြီးကဘာရစ်ထားလဲဆိုရင်တို့သာခါကပေါ့ဗျာညီကိုနှစ်ယောက်ရှိတယ်အာခမောင်ကြီးနဲ့ဒါခမောင်လေးဆိုပြီးတော့ဒါနှစ်ယောက်ရှိတယ်တို့ကအာပညာအဖြစ်ဒါကောလိပ်ကျောင်းသားတွေပေါ့ဗျာတို့ကပေါ့ငယ်ကောင်ကကျတော့ဒါဖီချစ်တယ်ဒါပေါ့အကြီးကောင်ကကျတော့အမေချစ်တယ်ဒါမေချစ်တယ်ဒါဆိုတော့အဲ့မှာတို့ကဒီနေ့ကျတော့ဒါမိဘတွေရဲ့ ဒါလို့ပြောမလို့ချက်ချင်းကတခါနေကြတော့ဖျားကြီးခံရတာမျိုးတွေရှိတယ်ဘလို့ဒီခံရလို့ဆိုတော့ငါသားကတော့ဘလို့ဖြစ်ရမယ်ငါသမီးကတော့ဘလို့ဖြစ်ရမယ်ဆိုတော့ဒါဖျားပင်းမှုတွေရှိတယ်ဒီထဲမှာလည်းပဲဆရာကြီးကဘာရေးထားလို့ဆိုတော့ဒါငယ်ကောင်ကဒါအစရန်အောင်တဲ့အခါမှာကြီးကောင်ကတော့ဆောင်းမိုးပဲကြတယ်ကြတော့ကြတော့အင်းမိမတွေကဘာပြောလို့ဆိုတော့ဒါငယ်ကောင်ကိုဒါချင်းမြောင်ပြီးတော့အကြီးကောင်ကိုကြတော့ဒါသူကနာမကောင်းတဲ့နာမည်ပေါ့ဖေဟာဒီထဲမှာရှင်းဟာတော့ဘောတော်ကြီးဆိုပြီးတော့ပြောတယ် ဲ့လိုဖျားပေးလို့တော့တဲ့အခါမှာဒါအကြီးကောင်ရဲ့ရှင်ထဲမှာပေါ့ဗျာသူရဲ့စိတ်ဓာရတစ်ခုရသွားတယ်ပေါ့ဗျာဒါကလည်းမိဘတွေအနေနဲ့တစ်ခုဒါလိုချင်းတော်ရသားသမီးကိုချင်းမြောက်တာတော့ချင်းမြောက်တာပေါ့ဗျာဒါပေမဲ့လို့ဒါတစ်ဖက်ကတွေးမယ်ဆိုလို့ရှိရင်စိတ်ဓာရရစရာတစ်ခုဒီနေ့မှာဖြစ်ပေါ်သွားတာပေါ့ဗျာအဲ့လိုနဲ့ဒီနေ့ကျတော့တို့ဒီကိုနှစ်ယောက်ဒါတကယ်လို့ကောင်းလေကောင်းလေတက်ကြတယ်တည့်ရင်းနဲ့ဒါငွေချင်းနေနေတာပျော်ပွဲသားဖြစ်တဲ့အခါမှာတို့ဒါ ါလောင်းကစားတွေပေါ့ဘုရားဖင်းရက်သားမြင်းတောင်းနေတဲ့အချိန်ကမှသူ့ဖင်းနဲ့မိတယ်ပြီးတော့ကျတော့ဘုရားလူရှင်သူရှင်မှာဆူတယ်တဲ့ဘုရားဆူတာနဲ့ရိုးရိုးတနောက်ဆူတာမဟုတ်တကယ်ကိုရတဲ့ရာမရှိအောင်ပြောဆိုဆက်ဆံတော့ခါကျတော့ဆိုအိမ်ရောက်တဲ့ခါကျတော့အကြီးကောင်ကရင်းနဲ့အစောရတဲ့ရငါပေါ်ကဘုရားနှိမ်နေဆိုတဲ့ရင်ခန္ဓာချက်ကရှိနေတော့ကျတော့အဖေဆူတာကိုသူကဘလို့တွေးတော့ဆိုတော့အဖေကတော့ငါ့ကိုအကောင်းမမြင်ဘူးအကူနှိမ်တာပဲ ူရှင်သူရှင်မှာဒီလိုဆိုရလားဆိုရက်ဒါအကြီးကောင်ရဲ့အထွေပေါ့ဗျာအငယ်ကောင်ကတော့အဲ့လိုမဟုတ်ဘူးဗျာဩလူကြီးဆိုတာကတော့အာစိတ်ဆိုးတော့ခဏပဲဆိုတာပဲဆိုပြီးတော့အဲ့လိုမျိုးတွေတွေးယူရတော့ဗျာဒါကကောင်းမွန်တဲ့အတွေးနဲ့ဒါကောင်းတဲ့နန်းချောင်းပေါ်မှာရောက်တဲ့လူရဲ့အတွေးနဲ့ဒါဆိုးတဲ့နန်းပေါ်မှာရောက်သွားသူရဲ့အတွေးပေါ့ဗျာအဲ့လိုလေးကွာချတယ်အဲ့လိုတွေးပြီးတော့အကြီးကောင်ကအာငါတော့ဒီလူဖင်မင်းနဲ့တော့အတူမနေနိုင်တော့ဘူးအာဒီဖင်မင်းကိုဆုံးပါပြီးတော့ငါသွားတော့မယ်ပေါ့ဗျာအဲ့လိုသွားပြီးတော့ဒါ သူကနောက်ဆုံးကြီးဆန်းကြီးနဲ့သွားတယ်နောက်ဆုံးသူဘယ်လိုဖြစ်တော့ဆိုတော့အာအင်္ဂါပါလာတဲ့ပြည်သီးလေးရောင်းချပြီးတော့အာလှုပ်တယ်ဗောဗျာစီဝါရေးလှုပ်တယ်ကောင်းဝင်တဲ့နှမ်းကိုသူလျှောက်တော့လျှောက်တယ်ဗျာဒါပေမဲ့လို့အဆင်မပြေဘူးဒါခက်ခဲတွေကြုံရတယ်ခက်ခဲတွေကြုံတော့ကျတော့နောက်ဆုံးနေတရားမရှိတော့ကျတော့သူကဘိန်းကန်းကိုသွားပြီးတော့နေရတယ်ဗျာဘိန်းကန်းကိုသွားပြီးတော့နေတဲ့အချိန်လေးကုန်တယ်နောက်ဆုံးကျတော့အဲ့မှာအဲ့ဘိန်းကန်းကပေါင်းနေတယောက်ကဗောဗျာသူ့ကိုသူ့ရဲ့သားကြံဉာဏ်ရှိပုံကိုတွေ့ပြီးတော့ ာဘေးကူးခိုင်းတယ်ပုံလားဘေးလုံးလေးတွေကူးခိုင်းပြီးတော့တလုံးကို3ရက်ဆိုတော့အလုံး10လုံးပုံခိုင်းတယ်30ရက်အဲ30ရက်တော့သွားပို့တယ်ပို့ပြီးတော့ကျတော့ပထမတော့အဲ30နဲ့အရင်ကြီးလုတ်ပြီးတော့ကောင်းမွန်တဲ့အလုပ်ကိုရှာနေတဲ့ပြည်ဒါပေမဲ့လို့ငွေသာကုန်သွားတယ်ကောင်းမွန်တဲ့အလုပ်ကမရဘူးတခါနောက်တစ်ခါခုနကခိုင်းတဲ့ပြည်သွားပြန်သွားတယ်အဲ့လိုလုတ်ပြန်ပို့တယ်30ရတယ်ဒါမှမဟုတ်အဲ့30နဲ့ရင်းနှီးပြီးတော့ကောင်းမွန်တဲ့အလုပ်လေးတွေပတ်ပြီးတော့ရှာတယ်ဒါမှမဟုတ်မရဘူးကောင်းမွန်တဲ့အလုပ်က နောက်ဆုံးကြောင့်သူကဟာကျွန်တော်မဖြစ်သေးဘူးဆိုပြီးတော့ခုနပေါ့ပေါ်ကြီးတွားတွားပြီးတော့ဒါရှန့်ကြီးဘက်ကိုသူကကုန်းကဘင်းကူးတယ်ပေါ့ကူးတဲ့အခါမှာသူကအဲ့တက်ခေါက်ကူးတော့သူကအကြီးကြီးမားမားပေါ့ညာငွေ300ရရတယ်တို့ခက်ပေါ့ညာငွေ300ရရတယ်ဆိုအဲ့300အတူတည်းချက်မှာရှိတဲ့အခါမှာသူကဘာပြီးတော့တွားပြီးတော့တွေးလိုက်တော့ဆိုတော့ဟာငါကတော့အရင်30 30ရာတုန်းကတော့အဲ့30ကိုရင်းနှီးပြီးတော့ကောင်းမွန်တဲ့လုပ်ကြီးငါရှာတယ်အဲ့လိုမရဘူးအဲဆိုရင်တော့ငါဟာကောင်းမွန်တဲ့ အလုံးငန်းနဲ့အသက်မွေးလို့ရတဲ့လူမျိုးမဟုတ်တော့ဘူး။ငါရဲ့ကံကြမ္မာငါရဲ့ကံစာတာကမကောင်းတဲ့နီးလန်းနဲ့ရှာလို့ရဲ့ကြီးပွားမဲ့လူမျိုးဖြစ်တော့တယ်ဆိုပြီးတော့ဒါသူ့ရဲ့အတွေးပုံတွေးနေလေးပေါ့ဗျာ။အဲ့ဒါဒါကသူ့ကိုလမ်းမကိုနောက်ထပ်ရောက်သွားစေမယ်နဲ့ပို့ပြီးတော့ဆိုးရွားသွားစေတဲ့ဒါသူ့ဖြစ်သွားဖို့အတွက်ဒါအတွေးလေးပေါ့ဗျာ။အဲ့လိုတွေးလေးပေးပြီးတော့အဲ့ရနဲ့စပြီးတော့သူကကောင်းတာရင်မကောင်းတာတွေသူမတွေးတော့ဘူး။ငွေရရင်ပြီးတော့အကုန်လုပ်တယ်အကုန်စူးစမ်းတယ်။နောက်ဆုံးမှသူခုနပြောတဲ့ ါတို့ခောက်ထဲမှာတော့ဒါကိုးပွင့်ဆိုင်ဆိုပြီးတော့ဒါဂိုင်းထောင်ပြီးတော့ဓညာတိုက်တယ်၊လူရက်တယ်။အဲ့မှာငွေကြီးတွေအများကြီးရတယ်ပေါ့ဗျာ။နောက်ဆုံးမှာသူအဲ့လိုဆိုးသွားပြီးတော့ဒါတော်တော်ကြီးကိုကြီးကြီးမားမားပေါ့ဗျာ။လူစိုးတယောက်ဒါဂိုင်းကောင်းဆောင်တယောက်ဖြစ်သွားပါဗျာ။ခုနကမိဘကစကားကိုနားထောင်ပြီးတော့ဩဖီရီရစေဆိုးတော့ခဏပဲဆိုးတာပဲဆိုပြီးတော့နှလုံးသွင်းလိုက်တဲ့ခလေးရကြတော့ပညာတတ်တယောက်ဖြစ်ပြီးတော့ခုနကအရာရှိတယောက်ဖြစ်သွားတယ်ပေါ့ဗျာ။ဒါကသူတို့ရဲ့ဒါ ရှစ်ကိုလာတဲ့အရာဝတ္ထုပေါ်မှာကြုံလာတဲ့ဒုက္ခရံပေါ်မှာတွေးယူဖို့တွေးယူနေလေးပေါ်ဗျာပြောတော့ဒါဝိကာတော့ကဆရာတော်ဘုန်းကြီးဥလေးခါသာပြောတယ်ဒီခါကြာရင်ကြုံတဲ့အခါမှာပြစ်တနာနဲ့အခက်ခဲပေါ်ဗျာပြစ်တနာလို့မတွေးဘဲနဲ့ဒါခက်ခဲလို့တွေးလိုက်လို့ရှိရင်ဒါကြုံရတာလေးကငါဖြစ်ကျော်လို့ရရဆိုတဲ့အတွေးမျိုးလေးရသွားပေါ်ဗျာခက်ခဲလေးရနည်းနည်းပို့ပြီးတော့တင်းသွားလို့ခံစားရတာပေါ့ပြောလေအဲ့လိုပဲဗျာလောကမှာကြုံရတဲ့အခါမှာပြစ်တနာအကြီးကြီးမားမားကြီးတွေးလာရင်တောင်မှ ဟောဒါလေးကဒီလိုကြောင့်ပဲဆိုပြီးတော့ကောင်းမွန်တဲ့ဗက်လေးကိုညှပြီးတော့ကွေးပေးလိုက်မယ်ဆိုလို့ရှိရင်ပြီးတော့ကောင်းမွန်တဲ့ဘဝတရားသာရောက်သွားနိုင်တယ်ပေါ့ဗျာနောက်တစ်ခုကဒီတော်ထဲမှာပါလာတော့နောက်ဆုံးပေါ့ဗျာဒါသူတို့ညီမြဆယ်နဲ့ကြားတဲ့အခါမှာသူကသောသောကညီနဲ့ခွဲခွာတော့ကသူကဘာပြောတော့ဆိုအားလို့ဆိုတော့ဂျိုးတန်းတန်းခွဲခွာသွားတာပေါ့ဗျာအေးတဲ့နောက်ဆယ်နှစ်တော့နောက်၅နှစ်လောက်ကြာလို့ရှိရင်ဒီနေရာကိုမင်းနဲ့ငါလည်းပြန်တွေ့ကြမယ်မင်းက မိဘစကားကိုနားထောင်တဲ့သားငါကမိဘစကားကိုတော်လန်ပြီးတော့အုံကန်တဲ့သားအားလုံးနဲ့ရောက်ဘသူကညာပို့ပြီးတော့ကြီးပွားလာမလဲဆိုပြီးတော့လောင်စားလုပ်ပြီးတော့တပ်ပင်မှာသူကရေးထိုးထားခဲ့တယ်လေပြီနောက်ငါနဲ့ကြာရင်တွေ့မယ်ပို့ပြီအဲ့လိုပြီးတော့နောက်ငါနဲ့ကြာမှပြန်တွေ့တဲ့အခါမှာဒါသူကလည်းအဲ့တိုက်ဆိုင်နေပို့ဗျာဒါရမလာသောတဲမှာတော့ဒါမင်းကလေးကိစ္စရေပါတယ်။ဒီမှာမျိုးသမီးတယောက်ကိုသူတို့ပြန်ပြီးတော့ကြိုက်ကြတယ်။ပြန်ပြီးကြတော့ဒါနဲ့နင်းတော်ဆင်းတော်စင်းသားရပြီ။သူ့ရဲ့မိမ လိုင်ကြီးလေးရောက်မုန်းချင်ရင်တရားနဲ့တူချစ်ချင်ရင်အစားပုတ်သူအိုက်ဆောင်ဘုံကိုလက်ကင်ထားပြီးတော့သူကဘာလို့တုံဆိုတော့ညတော့ပြင်မိန်းကလေးလိုက်လို့ရှိရင်ခုနအငဲကောင်နဲ့အရင်မိန်းကလေးအမိန်းကလေးနဲ့ရင်းတည်တာလေဒါမှမဟုတ် तू ကနောက်မှပြီးတယ်ဒါမှမဟုတ်ခုနအဆောင်ဘုတ်ကို तू လက်ကင်ထားပြီးတော့ तू ကအမေကြီးဒီပစ္စည်းတွေပဲပိတ်ပို့ရတယ် ျက်စီတွေပိတ်ဖို့တော့ကျတော့မိဘတည်းဆိုတာတာမီးကိုပါလို့ကောင်းစားခြင်းတော့ကြည်လာပေါ့ဗျာ။ဟောဒီကောင်လေးကတော့လူကောင်းပဲ။အဲ့လိုကလူကောင်းမှုနဲ့လူတော်မဟုတ်ဘူးဗျ။အဲ့လိုလူကောင်းပဲဆိုပြီးတော့ပြောရတော့နောက်ဆုံးသူကအဲ့ကောင်မလေးကိုရာဂာနီးတစ်ယောက်ဆိုဖြစ်သွားလိမ့်တယ်ဗျာ။ဟိုခုနကရိုးသားသားနဲ့ဟိုကတော့ဟိုကောင်လေးကတော့ရိုးသားသားနေတယ်။ဘိုးတော်ဘိုးတယ်။ဒါပေမဲ့လို့ခုနကပြောတော့ခုနကနီးလန်းကိုတော့သူမသုံးဘူး။ဒါပေမဲ့လို့နောက်ဆုံးရသွားတာကြတော့ ရကုန်ခုနအဲကြီးကောင်လေးကဆိုအဲခုနဆောင်းဖို့နဲ့ဒီစူးစားတဲ့ကောင်လေးကရကာကြီးနေပြီပြနောက်ဆုံးမှသူအညာမှုတွေပါပြီးပေါ်ပြီးတော့သူအဲ့ဘူးလေးကမပေါ်ဘဲနဲ့သူရောက်လို့တော့တေမသွားဘူးဆိုလို့ရှိရင်ဒီမိန်းကလေးနဲ့ရခံတယ်ပေါ့ရခံတော့ဒီအောင်ဖြစ်သွားအဲ့ကျတော့သူနီလန်းကသာသူပြောမှာအသုံးဝင်တယ်ပြောမှာပေါ့အသုံးဝင်တယ်သူပြောမှာပေါ့အဲ့မှာအောင်ကျတော့သူကဒါညမှုနဲ့ဆိုတော့တနတ်မှန်ပြီးတော့မင်္ဂလာသူနဲ့မင်္ဂလာဝဲကိုကျင်းပမယ်အလားသူရောက်လာတယ်ရောက်လာပြီးတော့ခုနပြောတဲ့ သူသူနဲ့မဆောင်တော့ဘူးငါနောက်ဆုံးချိန်ရောက်နေပြီဒီမိခလေးကငါနဲ့မထိုက်တန်ဘူးဒီသူနဲ့ပဲထိုက်တန်တယ်ဆိုပြီးတော့ဒါခုနကသူ့ညီနဲ့သူနဲ့ထောင်ထားတယ်လောက်ထားတယ်မြန်လာပွဲကိုသူ့ညီနဲ့ပြေးပြီးတော့သူ့ညီနဲ့ပြေးသားပြီးတော့သူကတော့ဒါလက်စာရောက်သွားတယ်ပေါ့မကွယ်လုံသွားတယ်ပေါ့ဒီတဲမှာတော့လောက်ပါတယ်ညာသူရဲ့ပြောပြောနေတဲ့ဟာကတော့ပြောတော့လောကရန်ကြုံလာတဲ့အခါမှာကြုံလာတဲ့လောကရန်ပုံမှာနှလုံးသွင်းလေးပေါ့ဗျာ နှစ်ယောက်ဒီကောနှစ်ယောက်ရှိတယ်တမေတဲ့တပြေတဲ့မွေးတယ်ဒါပေမဲ့လို့မွေးယူတိုင်းတဲ့အပေါ်မှာကျတော့ကောင်းတဲ့အတွေးတွေတွေးယူတယ်ပြပတ်ကျတော့ဖိုးတဲ့အတွေးတွေတွေးယူတယ်အဲ့ဒီတွေးယူပုံမှာဘူးတည်ပြီးတော့နန်းကျောင်းကလည်းလွဲသွားကြတယ်ဗျာအားလည်းမေတို့ပါဗျာသူကပြီးတော့နောက်ဆုံးမှာထိုင်နေတောင်မှအော်ဟုတ်မယ်နောက်ကအဲကွန်းအောင်ထိုင်နေတာအားလိုက်သာဒါပေမဲ့လို့အော်ဒါပေမဲ့လို့ကကိုရှင်းကြီးဆိုတော့အဲကွန်းလေးကမကောင်းတာထားပြီးပါတော့နေ ါမျိုးတဖိုးကြီးတက်ကမသိလို့လားမသိဘူး။နောက်တက်ကတော့ဘောင်းဆောင်ကြားလို့ရှိရင်တော့တက်ကအေးဘုန်းကြီးမကောင်းလောက်ဘူးဆိုပြီးတော့ဖိုးကြီးဒါဟုတ်ချော်လေးမှုဆရာတော်မေးပြီးတော့ပြင်တော့ပြင်ကောင်းပါရဲ့ပေါ့လေ။အဲ့လိုလေဖိုးရတော့ပြီးတော့အေးဘုန်းမကောင်းတဲ့ပုံမှာစိတ်ကလည်းကတိကောင်ဖြစ်တယ်။ဒါမျိုးတော့ဟာဖိုးကြီးတက်ကမသိသေးဘူးပေါ့လေ။နောက်ကြရင်တော့ဒါခွာပြစ်လို့ရှိရင်တော့ပြင်ပါပဲဆိုတော့ကောင်းပုံနဲ့ ပြောပြတော့ငါ point တက်ကလည်းမတည်သေးတော့လူလက်ဆင်ပြေသေးလို့လားပြင်လေးရမယ်ဒီမှာပေါ့လေအဲ့လိုလေးပြောတွေးပြီးတော့ယူလိုက်တဲ့အခါမှာပရမတ်လုံးစိတ်ကြီးချမ်းရတယ်တက်ကတိကောင်ဖြစ်လာပြီးရောကြသွားတယ်ဒါကပြောလို့ဒါကြောင့်တစ်ခုတစ်ခုသွားတယ်ခဏထားလိုက်တော့လောလောဆယ်ပြောလို့အဲ့လိုလေးတွေးလိုက်တော့ကျတော့ပြောလို့ရင်ထဲမှာရှိတဲ့စိတ်ကလေးကဘာဖြစ်သွားလဲအေးချမ်းသွားတယ် ဒါကဘုန်းကြီးတို့ကဟိုထဲကပြောလို့ပဲတချို့ခက်ခဲနေကြတော့အာတချို့ပြဿနာလို့တွေးရတဲ့ဆာဖြစ်နေအခက်ခဲလေးလို့တွေးလိုက်တာကဘုရားမိတော်ရဲ့နှလုံးသားလေးအေးချမ်းတယ်ကောင်းမွန်တဲ့နန်းကိုလည်းဥတည်စေတယ်ပဝဲရှင်နေတဲ့လည်းပဲအာအစဉ်ပြေကန့်ကြီးတဲ့ဒါရှားမြန်လို့ပြောရင်းနဲ့ပြီးတော့ဒီကောင်ချုပ်ပါတယ်ဗျာ